မင်္ဂလာပါရှင်ဧပြီလ28ရက်တနင်္လာနေ့ရွှေငွေရန်ကုန်တခွင်သတင်းစုံလင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစွာတင်ဆက်မဲ့သတင်းကတော့အထွေထွေယောဂကူဆရာဝန်ကြီးများနဲ့အဖွဲ့၃ကွာမြူနယ်သို့လာရောက်ကူတာပေးတဲ့သတင်းရန်ကုန်တိုင်းဒေသကြီးမိခင်နေကလေးဆောင်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့်ရန်ကုန်တိုင်းဒေသကြီးကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်တဲ့မရှိ၍မလင်းသူမရှိစေရမျက်စိလူနာများအားကွင်းစင်ကုသရေးအစီအစဉ်ဖြင့် တန်လင်းပြည်သူစေယုံကြီးမှမျက်စိအထူးကဆရာဝန်ကြီးများနဲ့အဖွဲ့ကသုံးခွမြို့နယ်အထူးတီအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခံမာတွင်ဧပြီ26ရက်နေ့နဲ့10နာရီကလာရောက်ကူတာပေးကြကြောင်းသိရပါတယ်။ထို့အတူမြို့နယ်ပြည်သူစေယုံတွင်အထူးတီသမားတော်ကြီးများခွဲစိတ်အထူးကခလီအထူးကအယူအကျော်နားနှကောင်းလေကြောင်းသွားနေကရင်အထူးကဆရာဝန်ကြီးများကအခမဲ့ကူတာပေးကြကြောင်းလည်းသိရပါတယ်။အဲ့ဒီလိုဆောင်ရွက်ကြရတွင် မြို့နယ်အစဉ်တာဝန်ရှိသူများကလိုင်းလိုင်းကြည့်ရှုအားပေးကြပြီးမြို့နယ်မိခင်နေကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များနဲ့မြို့နယ်မြို့သမီးရေးရာအဖွဲ့ဝင်များကကြာစံကြောနဲ့ရေးတံခိုးများဝေငှကြောင်းသိရှိရပါတယ်ရှင်။ဒီသတင်းကိုတော့စီတူလင်းကပေးပို့လာတာပါ။ဆလာဒင်ဆမဲတဲ့တင်ကတော့စင်ကာပူဖိတ်ခေါ်ပြိုင်ပွဲတွင်ရွှေတဆဲစု၄ခုစုခုရရှိခဲ့သောမြန်မာပြည်ခုံပြည်အဖွဲ့ပြန်လည်ရောက်ရှိတဲ့တွင် 85ကြိမ်မြောက်စင်ကာပူဖိတ်ခေါ်ပြောင်းပွဲကိုဧပြီလ24ရက်နေ့25ရက်ခန့်ကျင်းပခဲ့ရာမြန်မာပြည်ခုံပြားကစားအဖွဲ့မှရွှေဒစေစု၄ခုစုခုရရှိခဲ့ပြီးဧပြီလ26ရက်ည10:00မိနစ်30ကရန်ကုန်ဘီဘီဆန်ရလေးစေတို့ပြည်လဲရောက်ရှိကြရာအကစားနှင့်ကာယပညာဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်ဦးရှင်ပြရေးနှင့်၄ချင်ရေးဌာနခွဲနှင့်ညွှန်ကြားရေးမှူးဦးဝင်းထမွန်း ်အာကစားနှင့်ကာယပညာအသိပ္ပံရန်ကုန်ကျောင်းဦးကြီးဦးထွန်းထွန်းဦးရန်ကုန်တိုင်းဒေသကြီးအာကစားနှင့်ကာယပညာဦးစီဌာနညကြရေးမှုဦးကျော်မင်းတန်းမြန်မာနိုင်ငံပြေခုံပြေဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌဦးတာအောင်နဲ့အမှုဆောင်များနေပြများ ပြေခုံပြေကစားသမားများကကျေးဇူးနှုတ်ဆက်ကြကြောင်းသိရပါတယ်။အဆိုပါပြိုင်ပွဲတွင် အမျိုးသမီးကျိုးတက်တန်လုံးပြေပြိုင်ပွဲတွင်တွတ်တွဲမိုးကရွှေရစိစုကို၎င်း မျိုးသမီးမီတာတထောင်လမ်းလျှောက်ပြန်ပွဲတွင်ဝဝင်းခိုင်ကရွှေရစိစုကို၎င်းအမျိုးသားမီတာတထောင်လမ်းလျှောက်ပြန်ပွဲတွင်တန်စင်အောင်ကရွှေရစိစုကို၎င်းအမျိုးသားမီတာရှိရာပြန်ပွဲတွင်ဟိထက်အောင်ကရွှေရစိစုကို၎င်းအတီးတီးစုခုရရှိခဲ့ကြကြောင်းသိရပါတယ်ပြန်ပွဲတွင်အရှေ့တောင်အာရှနိုင်ငံများအာရှနိုင်ငံများအပါအဝင်အကစားသမားစုစုပေါင်း၃၀၀ကျော်ဝင်ရောက်ရှိမြန်ခဲ့ကြကြောင်းသိရပါတယ်ရှင်ဒီသတင်းကိုတော့အောင်မြင့်ကပေးပို့ထားပဲဖြစ်ပါတယ် ရွှေရံကုန်ရဲ့ရံကုန်တခွင်သတင်းစုံလင်ကိုတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်။ကြည့်ရှုရပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ရှင်။